တာမီတို့ရေဒီနေ့ list ကျင်းစင်ရတာတာမီတို့ကိုအရင်ဝင်စိတ်ဝင်စားစရာကောင်းတယ်ပုံမီလေးတစ်ပုဒ်ကိုပြောပြပေးမယ်နော်ဒီနေ့ list ကျင်းစင်ပြောပြမယ်ပုံမီလေးကကုညီပေးတတ်တဲ့လိပ်ပြာလေးတဲ့ကဲ Miss ကတာတာမီတို့ကို Sunday Post Story နဲ့ပြောပြပေးမှာဖြစ်တယ်ဒါကြောင့်မို့လိပ်ပြာလေးကဘယ်လိုကုညီလဲဆိုတာကိုပုံမီထဲမှာကြည့်ရအောင်နော်ဟုတ်ရှိရှိတော့မှာပန်းကြီးအချီးတစ်ခုရှိတဲ့အဲ့ဒီပန်းကြီးလေးမှာလိပ်ပြာလေးအများကြီးပဲနေထိုင်ကြတာပေါ့ကွယ် အဲ့ဒီရောင်သေးဆောင်သားရဲ့လိပ်ပြလေးအများကြီးရဲ့မှာမှာဘဝနဲ့ညီညီဆိုတဲ့လိပ်ပြနဲ့ကောင်ရှိတဲ့ဘဝနဲ့ညီညီကတန်းဝီနဲ့မှတူတူစော့ကစားရင်းနဲ့တန်းဝီရုံမျိုးစုံနေကြတာပေါ့အဲ့ဒီအချိန်မှာတန်းဝီလေးစုံနေကြတဲ့အချိန်မှာဦးနဲ့ကောင်ကြီးကခြေောက်ကလေးနာပြီးတော့လဲလျှောက်နေတာကိုတွေ့တဲ့အဲ့ဒီအချိန်မှာညီညီကညီမဘဝကိုဘဝရဲ့ နှကောင်ကြီးကခြေလောက်နာနေတယ်။မိမိတို့အိမ်ကိုတူတူလိုက်ခွကြရအောင်လို့ဆိုပြီးတော့မိမိကအဲ့လိုပြောတဲ့တိုင်းမဲ့ဘဝကတော့ဟင်းဘဝလည်းမပူရှင်ဘူး။ဘဝတော့ကုညီလို့ရှိရင်ဘဝတော့အိမ်ပြန်တော့ကြလိမ့်မယ်။ကုညီခြင်းနဲ့ဆိုလို့ရှိရင်ဒီနေ့ပါတာကုညီတော့ဘဝကတော့အိမ်ပြန်တော့မယ်ဆိုပြီးတော့ဘဝအိမ်ကိုပြန်လာခဲ့တဲ့အဲ့ဒီအချိန်မှာမိမိလေးကတော့ဦးနှကောင်ကြီးကိုတွဲပြီးတော့အိမ်ကိုလိုက်ဖို့တည်တဲ့ အဲ့လိုနဲ့မိမိလေးကအိမ်ထဲရောက်လာတဲ့ချိန်မှာဘဝကဒီလိုပြောတယ်နဲ့ပဲဟွန်းခုညီချင်းရောအခုမှတရားလာတာညမိုးချုပ်နေပြီတွေ့လားနင်းကြီးကိုပြောတာပဲမခုညီပါနဲ့ဆိုအခုတော့နင်းကြီးအိမ်ထဲရောက်တာမိုးချုပ်နေပြီဆိုပြီးတော့ဘဝကပြောတဲ့အဲ့ဒါနဲ့နင်းကြီးကလည်းအိမ်ကြီးကိုဘာမှမပြောမနေဒီအိမ်ဝင်သွားတော့တဲ့ ။ဒီနေ့ကျတော့ဘောဘာနဲ့မီမီကအဲ့လိုပဲတန်းမီးနဲ့မှာစော်ကစားနေနေလူတွေကိုခုန်ရအောင်ဆိုပြီးတော့မီမီကပြောတဲ့အဲ့ဒီအချိန်မှာမီမီကတော့မီမီရဲ့အချိန်တိုင်းပဲလူတွေကိုခုန်ပြီးတဲ့အဲ့ဒီအချိန်မှာဘောဘာနဲ့မီမီရဲ့လူတွေကိုခုန်နေဘောဘာမီပါဘောဘာဆိုလို့ရှိရင်ဘသူ့ကိုမှမခုန်ပြီးပဲနဲ့ဥပမာ AC တယောက်ထိနေလို့ရရဲ့ ိပြာကြီးအများကြီးနဲ့ခုပေါ့အေးစစညီလို့ရရဲ့ဆိုပြီးတော့ဘဝပြောတာပေါ့ပဲအရာနဲ့မိမိကနေပြီးတော့ဘဝရေးလူတွေကိုကူညီရတာအရင်ကပြောစရာကောင်းနေမိမိနဲ့တူတူဘဝလိုက်ပြီးတော့ကူညီကြည့်ပါလားဆိုပြီးတော့မိမိကပြောတဲ့ဒါပေမဲ့ဘဝလေးကနားမထောင်ဘူးတဲ့ဟွန်းမကူညီချင်ပါဘူးဘဝကခုပါဝင်အေးစင်းနေရှင်လားဆိုပြီးတော့ပြောတဲ့ အဲ့ဒီအချိန်မှာမိမိကတော့လူတွေကိုလက်ခံပြီးတော့ပေါ်ပါလီကတော့မကူညီပဲနဲ့တရားထဲအိမ်မှာပြန်သွားတဲ့။အဲ့ဒီလိုနဲ့တတိယကြာပေါ်ပါလီမိမိကပန်းမိမိကိုသွားနေကြတဲ့အချိန်မှာတပီတပီမှရှိရဲ့ပြစ်ကူအိမ်ကြီးရဲ့မှာဒိတ်ပြအချီးချီးတကောင်မိမိကိုတွေ့တယ်လေ။အဲ့လိုနဲ့လက်ရအချီးမိနေအောင်တွေးတော့မိမိရနေပြီ။ဘဝရင်မိမိတို့ကုညီရအောင်နော်။ ခုမှပြီကူလီမြန်မာလက်ပြအချီးမိနေတယ်တနာပါတယ်ဆိုပြီးတော့နီနီကအဲ့လိုပြောတဲ့ဒါပေမဲ့ဘဝတော့ဟင်းနီနီရေမကူမီနဲ့ဘဝတော့ပြီကူကြီးရဲ့အစာဖြစ်နေမယ်ဆိုပြီးတော့ပြောတဲ့ဒါပေမဲ့နီနီကစကားနာမထားအောင်မင်းနဲ့ဘဝမိနေတဲ့လက်ပြကြီးကိုနီနီကတရက်တည်းကူညီမယ်လို့ပြောတဲ့ဘဝမကူညီချင်းဘဝအဲ့ကိုအရင်ပြန်ပြစ်တော့ဆိုပြီးတော့နီနီကပြောလိုက်တဲ့ အဲ့ဒါနဲ့ဘဝလေးစိတ်ဆိုးပြီးတော့အိမ်ရနေမိမိကနေပြီးပြန်ပြီးအိမ်ကိုချောက်တာပြီးလေအဲ့ဒီအချိန်မှာမိမိကနေပြီးတော့တရောက်ထဲလိုက်တာဒီပြင်ကူထဲမှာမိအနေနဲ့လိုက်တာအချင်းကိုကယ်ပြီးတော့ခေါ်ထုတ်လာတယ်အဲ့ဒီအချိန်မှာဘဝကအိမ်ကရောက်နေရောက်သွားဒီမှာကြည့်ပါဦးဘဝအိမ်ပြန်ရောက်လေရောက်သွားဘဝရဲ့မမီကအိမ်မှာမရှိဘူးတဲ့ကွယ် အဲ့လိုနဲ့ခဏနေကြတော့တကားခောက်တဲ့အချိန်ကျတော့ဘဝတကားခုပေးလိုက်တာပေါ့အဲ့လိုမျိုးတကားခုပေးလိုက်တဲ့အချိန်မှာဘသူဖြစ်နေလဲဆိုတော့ဘဝရဲ့မိမိဖြစ်နေတဲ့ဘဝရဲ့မိကိုတွေ့တဲ့တွေ့ရောဘဝအဖြစ်လို့မိမိကအိမ်မှာမရှိရလေလို့ပြောလိုက်တဲ့အခါမှာဘဝကိုဒီလိုမျိုးပြက်ပြေးတဲ့မိမိကပိတ်ကိုချီးထဲမှာမိနေတာအဲ့ဒါကိုလိမ့်တာမိလေးကောင်ကမိမိကိုကူညီပေးလိုက်လို့မိမိအခုလိုလွတ်လာတာဆိုပြီးပြောတဲ့ အဲ့ဒီအချိန်မှာဘဝစိတ်မကောင်းဖြစ်သွားတာပေါ့ကွယ်အဲ့ဒီအချိန်မှာဘဝနေပြီးတော့မိမိကိုပြောတဲ့ဒီမိရေဟောအားမှာပါတယ်နော်အဲ့ဒီကမိမိကိုညီလိုက်တဲ့သူကဘဝမမီပါဘဝမမီကိုအခုလိုကုညီပေးတဲ့အတွက်မိမိကိုကျေးဇူးအများကြီးတင်ပါရဲ့နော်အဲ့ဆိုလို့ရှိရင်ညီညီရဲ့အတူလူတွေကိုကုညီပေးပါမယ်ဆိုပြီးတော့ဘဝပြောတဲ့ ဲ့လိုနဲ့ဘဝနဲ့မိမိကလူတွေကိုအတူတူကူညီပေးကြတာပေါ့ကွယ်မိမိကူညီရဲ့အချိန်မှာဘဝလည်းတူတူလိုက်ပြီးတော့ကူညီပေးတဲ့ကေအလားနဲ့တနေ့ကျတော့လူတွေကိုအခုလိုမျိုးကူညီရဲ့နိနေနဲ့ဘဝလေးကိုလက်ပြပြင်းမှာရည်ရည်ပြီးတော့ဆုလက်တွေပေးတဲ့ဆုတွေအများကြီးချင်းနေတဲ့ခါမှာမိမိလေးနဲ့ဘဝလေးလေးကဆုတွေကိုအများကြီးယူပြီးတော့အရင်အောင်ပျော်ရွှင်နေကြတာပေါ့ဘယ် ကဲတတမီတို့ဘဝနဲ့မိမိတို့လူတွေကိုကူညီပေးရမယ်နော်တတမီတို့လူတွေကိုကူညီပေးတဲ့အချိန်မှာလူတွေရှေ့ကနေပြီးတော့အားချိုးချိုးကမျောလင်းမဲ့ကူညီပေးတဲ့အချိန်မှာစုရလက်တော်တွေအများကြီးဖြဲ့ပြီးတော့ရရှိလာမှာဖြစ်တယ်ကဲပုံမြင်ထဲမှာကြည့်ပါဦးဘဝနဲ့နီနီလေးကလူတွေကိုအများကြီးကူညီပေးတဲ့အခါမှာတိပြပြင်းမာကြီးကဘဝနဲ့နီနီကိုသူ့ကိုလက်တော်တွေအများကြီးချီးမြှင့်တဲ့ ုံမီလေးကတော့ဒါပါပဲကွကလေးလေးတွေနဲ့လူတွေကိုတွေ့လာနဲ့ပူညီပေးရမယ်နော်အိမ်မှာဆိုလို့ရှိရင်ဖေဖေမေမေတို့ကိုတစ်ဖြည်းစီလေးပေးရမျိုးဖြည်းစီလေးပူတယ်ပေးရမျိုးလို့မျိုးကူညီပေးရမယ်နော်ကဲဒီနေ့တော့ပုံမီလေးကတော့ဒီလောက်ပါပဲရှင်နောက်ပတ်မှာဆိုလို့ရှိရင်မြစ်ကျစင်နဲ့တူတူပြန်တွေ့ပါမယ်ဘိုင်ဘိုင်